မြန်မာနိုင်ငံဖက်ကပြလိုက်တဲ့တနန်ကြီးစံတွေထိုင်းနိုင်ငံဖက်ကအေတွေကိုထိမှန်ခဲ့ပြီးအပြော်နေတဲ့အမျိုးသမီးတူကြီးထိမှန်တန်ရရရှိခဲ့တယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြပါတယ်မြန်မာနိုင်ငံမြောက်ပြည်ဖက်ချံလေကိကောမင်းလက်ပန်ရွာမှာဆက်အနာရှင်တန်နေခင်ယူတမ6တပ်ဖွဲ့တွေတိုက်ပွဲအင်းတန်ဖြစ်ပွားနေပြီးနှစ်ဖက်စလုံးကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တန်းတွေကိုထိုက်ဖက်ချံမဲဆောက်ခရိုင်ပဲတီ ကြားနေရတယ်လို့ဆိုပါတယ်။ဒီဇင်ဘာလနေ့လေးမနေ့ပိုင်းမှာဆက်အနာရှင်တပ်ဖက်ကဒိုင်လီရင်နဲ့ပုတ်ချတိုက်ခိုက်ခဲ့ပြီး ထိုင်းဖက်ကမေကူမဟာဝံမေတော်နဲ့မဲဆောင်မျိုးနဲ့တွေ့အထိဘုဒ္ဓံကိုကြားခဲ့ကြတာပါ။ဒီဇင်ဘာလတည့်ရက်မနေ့ညကမြန်မာဖက်ချန်တိုက်ပွဲတဲကပြစ်ခတ်လိုက်တဲ့ကြည်စံတွေထိုင်းဖက်ချန်ကအေးလေးလို့အထိ ထိမှန်ပြည့်စည်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီညမှာပဲထိုင်းဖက်မက်ကူရွာကအီဘိုအစ်ပျော်နေတဲ့အသက်68နှစ်အရွယ်ထိုင်းမျိုးသမီးတူဂျီတီမတန်ရရှိခဲ့တာပါဂျီဆန်တွေဟာမြန်မာဖက်ကျန်တိုက်ပွဲတွေကထွက်လာနေတဲ့အတွက်ပြည်သူတွေအထူးသတိပြုနေတိုင်းကြဖို့ထိုင်းနေချာဆောင်တန်တဲ့ရွာလူကြီးတွေကလိုက်လံတတိပေးခဲ့ရတာပါလက်ရှိနေချာဆောင်တပ်တွေအပါအဝင် ထိုင်းစစ်တပ်ကနေဆက်တလျှောက်ကိုတည်တင်းကြပ်ကြပ်ဆဲဆဲနေပြီးထိုင်းအချုပ်ချာအာဏာကိုထိသိမ်းသွားမယ်လို့လည်းပြောဆိုထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ30ရက်နေ့ကလည်းမြန်မာဖက်ချန်ကပြစ်လိုက်တဲ့လက်နက်ကြီးထိုင်းဖက်ကြောက်ပောက်ခွဲခဲ့လို့မြန်မာရွှေ့ပြောင်းအလုတ်သမားလေးဦးထိမှန်တန်ရန်ရရှိခဲ့ပါတယ်။